အားလုံးပဲမင်္ဂလာပါရှင် ကျမကတော့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေတဲ့ဒေါက်တာသက်သက်ခိုင်ဖြစ်ပါတယ်ကျမရဲ့ဘဝအကြောင်းလေးကိုကျမပြောပြခြင်းပါတယ်ရှင်ကျမဟာ1968ခုနှစ်မှာမိုးကုံမြို့မှာဥက္ကမောင်သိန်းဒေါခင်မြတ်မြတ်မိဘနှစ်ပါးမွေးဖွားခဲ့ပြီးတော့ကျမမှာမောင်နှမ၃ယောက်ရှိပါတယ်မောင်နှမ၃ယောက်ထဲကအငယ်ဆုံးသမီးဖြစ်ပါတယ်ကျမက1983ခုနှစ်မှာအာထကတ်တိမိုးကုတ်ကနေဆယ်တန်းအောင်မြင်ပြီးတော့မ မန္တလေးစိတ်တက္ကသိုလ်မှာနောက်ဆုံးနှစ်အပိုင်းခအထိကျမပညာသင်ကြားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကျမကစိတ်တက္ကသိုလ်တက်ရန်ကုန်ကိုပြောင်းပြီးတော့ရန်ကုန်မှာပဲကျမ စိတ်ပညာပွဲရရှိပြီးတော့မှကျမရဲ့အတန်းပေါ်ဖြစ်တဲ့ဒေါက်တာအောင်ကျော်ဝင်းနဲ့ကျမ1994ခုနှစ်မှာအိမ်အောင်ကြခဲ့ပါတယ်ရှင်။ကျမအိမ်အောင်ကြတဲ့1994ခုနှစ်မှာပဲမိဘတွေရဲ့မြေတောင်မြောက်ပေးမှုနဲ့ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ကို ဒေါက်တာအောင်ကျော်ဝင်းပေါ့နော်ကျမအမျိုးသားနဲ့အတူဦးစီးခဲ့ကြပါတယ်1996ခုနှစ်မှာတော့ကျမသမီးလေးကိုစင်ကာပူနိုင်ငံမှာမွေးဖွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျမ2002ခုနှစ်ကနေ2004ခုနှစ်အထိရန်ကုန်စီးပွားရေးတက်တူရဲ့စီမံခန့်ခွဲမှုမဟာဘွဲ့ကိုကျမတက်ရောက်ပြီးတော့မှထူးချွန်စွာအောင်မြင်ခဲ့ပါတယ်2009နဲ့2008မှာလည်းကျမစင်ကာပူနိုင်ငံ NTU မှာရှိတဲ့ Nanyang Fellows Program မှာ ကျမ MBA ဒုတိယအကြိမ်ကျမထပ်ပြီးတော့ရရှိခဲ့ပြီးအမေရိကန်နိုင်ငံ MIT Sloan School of Management မှာလည်းကျမ International Management Program ကိုတက်ရောက်သင်ကြားခဲ့ပါတယ်ရှင်2012ခုနှစ်မှာကျမနိုင်ငံရေးထဲကိုဝင်မယ်လို့စိတ်ကူးတဲ့အတွက်ကြောင့်မလို့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာကိုကျမဆက်လက်သင်ကြားခြင်းနဲ့အတွက်အမေရိကန်နိုင်ငံ Walden University မှာကျမပါရဂူဘွဲကိုယူဖို့ကျမစူးစမ်းခဲ့ပါတယ်ပါရဂူဘွဲကိုတော့ကျမ 2012ကနေ2018ခုနှစ်အထိလေ့လာသင်ကြားခဲ့ပြီးတော့မှ PhD Public Management and Leadership ဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်ရှင်။ကျွန်မအဲ့လိုပဲမိသားစုစီးပွားရေးကိုကိုအောင်ကျော်ဝင်းနဲ့အတူဥဆောင်နေတဲ့အချိန်မှာပညာတွေလည်းကျွန်မသင်ကြားခဲ့ပါတယ်။တပြိုင်နက်တည်းမှာလည်းကျွန်မလူမှုရေးအသင်းဖွဲ့တွေစီးပွားရေးအသင်းဖွဲ့တွေမှာကျွန်မပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့တော့မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှာဖန်တာရေးမှုအနေနဲ့2002ခုနှစ်ကနေ 2015ခုနှစ်အထိကျမတာဝန်ထမ်းဆောင်ခဲ့ပါတယ်။2003ခုနှစ်မှာမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှာတာမန်အသင်းဝင်တယောက်အနေနဲ့ပါဝင်ခဲ့ပြီး2013နဲ့2016ခုနှစ်မှာတော့ဒုဥက္ကဋ္ဌ1တာဝန်ကိုကျမထမ်းဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။အဲ့ဒီအချိန်မှာပဲတပြိုင်နက်တည်းကျမ UMFCCI ပေါ့နော်။အဲမြန်မာနိုင်ငံကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာလည်း 2013ကနေ2016ခုနှစ်အထိကျမတွဲဖက်အထွေထွေတွင်ရင်းမှုနေနဲ့တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။ဒါအပြင်မှာကျမငယ်တငယ်ချင်းတွေဆရာဝန်တငယ်ချင်းတွေနဲ့ပူးပေါင်းပြီးတော့မှကျမရေးဖောင်ဒေးရှင်းတစ်ခုမှလည်းကျမပါဝင်လှုပ်ရှားခဲ့ပါတယ်။အဲ့ဒါကတော့ကျမလူမှုရေးအရာပါဝင်ခဲ့မှုတွေဖြစ်ပါတယ်ရှင်။ကျမအနေနဲ့2015ခုနှစ်မှာဗီယက်နမ်နိုင်ငံဟက်နွိုင်းမြို့မှာအာဆီယံကနေပေးတဲ့ Outstanding ASEAN Women Entrepreneurs Award ကိုပထမကြိမ်ရရှိခဲ့ပါတယ်။ 2018ခုနှစ်မှာတော့အာဆီယံကနေပြီးတော့ပဲစင်ကာပူနိုင်ငံမှာ Outstanding ASEAN Women Entrepreneurs Award ကိုဒုတိယအကြိမ်ရရှိခဲ့ပါတယ်ရှင်။2018ခုနှစ်မှာကျမတက်ခဲ့တဲ့ Nanyang Fellows Program ကနေပြီးတော့မှကျမကို Outstanding Nanyang Fellows Alumni Award ကိုချီးမြှင့်ခဲ့ပါတယ်ရှင်။2019ခုနှစ်မှာတော့နိုင်ငံတော်သမရကြီးကချီးမြှင့်တဲ့တိရိသုဒ္ဓမသိန်းကြီးဘွဲ့ကိုရရှိခဲ့ပါတယ်ရှင်။ နိုင်ငံရေးပါဝင်လှုပ်ရှားမှုအနေနဲ့တော့ကျမဟာမောကုတ်သူဖြစ်တဲ့အတွက်ကျမခန့်ငယ်ငယ်တုန်းကရင်အဖေတို့အမေတို့ပြောနေတဲ့နေ့ကျမကြားခဲ့ပါတယ်တို့ဒီကြောင်မြတ်ယရနာလုပ်ငန်းတွေရောင်းဝယ်ရတာမကောင်းဘူးလှုပ်ရှားခိုင်စားရတာဟိုစနစ်ကမကောင်းဘူးဆိုတာကျမကြားခဲ့ရပါတယ်အဲ့လိုကြားခဲ့ရတဲ့အချိန်မှာတိုင်းပြည်တစ်ခုမှာစနစ်မကောင်းလို့ရှိရင်ပြည်သူလူထုကနေပြီးတော့မှဒီစနစ်ဆိုးရသားကောင်ဖြစ်တယ်ဆိုတာကိုကျမသိခဲ့ရပါတယ်အဲ့ဒါကြောင့်မလို့ကျမစိတ်ထဲမှာ ကြီးလာလို့ရှိရင်တော့ကျမနိုင်ငံရေးမှာပါဝင်မယ်နိုင်ငံတည်ဆောက်ရေးမှာကျမပါဝင်မယ်ဆိုတဲ့စိတ်နဲ့ကျမကြီးပြင်းလာခဲ့တာဖြစ်ပါတယ်ရှင်1988ခုမတ်လမှာကိုဖုံးမော်ရေးခင်းဖြစ်တာကြောင့်မလို့တက္ကသိုလ်တွေအကုန်ပိတ်ပါတယ်ပိတ်တဲ့အတွက်ကြောင့်မလို့ကျမမိုးကုတ်ကိုပြန်ရောက်နေပါတယ်မိုးကုတ်မှာတော့၈ရက်၈လ88မှာပဲဒီ၈လေးလုံးအရေးခင်းကြီးဖြစ်ပြီးတော့မှကျမတို့လည်းဒါစနစ်အမှားကိုပြင်ဆင်နိုင်ဖို့လို့အတွက်အခွင့်ကောင်းဖြစ်တယ်ဆိုပြီးတော့မှကျမတို့တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်ရှင်။ ရှစ်လေးလုံးရေးတော်ပုံကြီးပြီးတဲ့နောက်မှာကျမအနေနဲ့မိုးကုံမြို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုဝင်ရောက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း1990ရွေးကောက်ပွဲပြီးတဲ့အထိပါတီဝင်တယောက်အနေနဲ့လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်ရှင်။2015ခုထွေထွေရွေးကောက်ပွဲကြီးမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကိုစားပြုပြီးရန်ကုန်တိုင်းဒေသကြီးတကုံမဲဆန္ဒနယ်ကနေပြီးတော့မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်ရှင်။အဲအတွက်ကိုလည်း အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုကျမကျေးဇူးအများကြီးတင်ပါတယ်2016 2020လွှတ်တော်သက်တမ်းတွင်ပြည်ထောင်စုလွှတ်တော်မှာအချိန်90ကျော်ဆွေးနွေးခဲ့တဲ့အပြင်ကျမကိုယ်တိုင် အဆိုနှစ်ရက်တင်သွင်းအောင်မြင်ခဲ့ပါတယ်ရှင်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ပြည်သူ့ရှေ့ဆောင်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးအခုချိန်မှာတော့ဥက္ကဋ္ဌအနေနဲ့တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်ရှင် အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်